ရိသမြာအားလုံးပဲမင်္ဂလာပါရှင် Good Story YouTube Channel ရာနေပြန်လည်လို့ကြိုဆိုလိုက်ပါရယ်ပရိသတ်တွေအားလုံးအတွက်အခုတင်ဆက်ပေးသောမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာမင်းဟိန်ခန့်ဥဒ္ဒတီပါရှင်းသားထားတဲ့မန်တန်ထူးမောင်နဲ့နောက်မှလိုက်လာကြသူများဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ရှင် ဇလန်ကြောင့်ရလေးကိုမတင်ဆက်ခင်မှာကျမတို့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။အသေးသေးတင်နိုင်သိရှိဖို့အတွက်ကတော့ဘေးနာ notify bell လေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်။အားလုံးကျေးဇူးများတင်ပါတယ်ရှင်။ဒီဇလန်လေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျမဖွေးဤပဲဖြစ်ပါတယ်ရှင်။ ထူးမောင်ဟာမမြင်ရတော့တဲ့မျက်လုံးများကြောင့် NDA ကိုရင်ဆိုင်ဖို့အခက်တွေ့နေချိန်ဦးကာလာနဲ့အဆောက်အအုံများအကူအညီကြောင့်စက်ခုဓာတ်လူကျင့်စဉ်ကိုရရှိလာခဲ့ပါတယ်။ပထမအဆင့်နဲ့ဒုတိယအဆင့်များအောင်မြင်ပြီးညတကောင်ကြော်လာခဲ့ပါပြီးခက်ခဲပင်ပန်းလာတာကြောင့်ဦးကာလာက အနားယူဖို့ပြောတော်လေထူးမောင်ကငင်းဆိုလိုက်ပါတယ်။ ဥကာလာလည်းဇွဲကြီးတဲ့ထူးမောင်ကိုမြင်ပြီးသဘောကျနေပါတယ်။သူရဲ့နားထဲမှာလည်းစကုဓာတုကျင်းစဉ်နောက်ဆုံးအဆင့်ကို ကြားနေရပြီဖြစ်ပါတယ်။အခုမင်းရဲ့စိတ်အာရုံမှာခန္ဓာကိုယ်နဲ့ပတ်ဝန်းကျင်ကို ပုံဖော်နိုင်ခဲ့ပြီးနောက်ဆုံးအဆင့်မှာမင်းအနေနဲ့စိတ်ကို အထူးတည်ငြိမ်အောင်ထားဖို့လိုလိမ့်မယ်ထူမောင်။ဆက်ပြောပါဥကာလာ။အခြေခံအဆင့်တွေလိုပဲမင်းရဲ့စိတ်ကို အပြင်ကနေ ပုံဖော်ပြီးမင်းရဲ့ခန္ဓာကိုယ်ပြန်ကြည့်ရမယ်။ ီတခါတခြားနေရာတွေကို မဟုတ်ပင်မျက်ခုံးနှစ်ခုကြားနှစ်ဖူးတတဲ့ကိုကြည့်ထားရမယ်လုံးဝအာယုံမလွင်းနဲ့ဖြစ်တယ်ဥကလာနောက်ပြီးတော့နောက်ပြီးတော့ဒုတိယအဆင့်အတိုင်းကိုအတွင်းမသိစိတ်မှာအလင်းကိုဖန်တီးရမယ်စကြဝဠာကြီးကိုဖြစ်စေတဲ့ဖွေးစည်းခြင်းယိုစည်းခြင်းတွန်းကန်ခြင်းအပူအအေးဆိုတဲ့ဓာတ်လေးပါကိုနှစ်ဖူးတတဲ့မှာစူးစီးထားတယ်လို့မှတ်ယူပါနားလည်မလားကျုပ်နားလည်ပါတယ်ဥကလာ ခမားအိမ်မယ်ဆိုရင်အိမ်လို့ရပါတယ်ကြုံချင်းစီကိုဆက်သွားကျင်းလိုက်အောင်မယ်လွယ်မလို့နဲ့ခက်မဲ့သဘောပဲပထမအဆင့်နဲ့ဒုတိယအဆင့်ပေါင်းစည်းထားတယ်လို့တော့ပြောတယ်ထူမောင်မင်းကိုငားရုံပါတယ်စုံစမ်းကြည့်စမ်းကွာထူမောင်လည်းတင်းကျိုင်းဂူပေါ်မှာထိုင်ပြီးတော့နောက်ဆုံးအဆင့်အတွက်အပြည့်အထန်စုံစမ်းအထောက်တော်တယ်ဦးကာလာလည်းပြောသင့်တာများပြောပြီးသွားတဲ့အခါမှာဇေယျပေါ်ပြန်လဲနေရင်အိပ်ပျော်သွားခဲ့ပြန်ပါတယ်တဖက်မှာလည်း ထူးမောက်ထံကိုလာနေတဲ့ဂန်းကြီးသုံးခုမှရန်သူများကိုမက်ပန်းဖြူကမိုးညိုမျိုးအနီးမှခုခံထားပါတယ်။ဦးတန်ခဲကလည်းမြစ်စိတ်မှနေရင်တဖက်ကန်းကလိုက်လာတဲ့ရန်သူများကိုခုခံနေခဲ့ပါတယ်။ပန်းဖြူနယ်ရင်ဆိုင်နေရတဲ့အဖွဲမှာမဲတော်လေးပါးကိုင်းက ပညာသည်မိန်းကလေးနှစ်ဦးနှင့်လက်ဝဲကိုင်းကဖုံးရစာတို့အဖွဲဖြစ်ပါရင်ဖုံးရစာနှင့်အဖွဲများဟာတချိန်ကဂိုင်းဝင်ဖြစ်ခဲ့မှုတဲ့မပန်းဖြူကိုစုံမမဲလို့ဆိုက အရှိကတိုက်ခိုက်နေတယ်ပညာသည်မိန်းကလေးနှစ်ဦးကအနောက်ကနေတီတိုတိုက်မိနေကြပါရဲ့တာတီ နေမှာဖုံသွင်းစရာအလောင်းမရှိဘူးဆိုတော့စိတ်မကောင်းပါဘူးဒါလွယ်ပါတယ်ခေါင်းရဖြူတာတီကလက်ဝါးနှစ်ချက်ကို ဖြောင်းကနေရိုက်လိုက်ပြီး ဆက်ကြိုးတန်းလေးတစ်ခုကိုဖန်တီးလိုက်ပါရင်လက်ဝဲကိုင်းကပညာရွက်များကိုပန်းဖြူလေတိနေတာကြောင့်အသင့်ပြင်ထားလိုက်တဲ့ဆက်ကြိုးတန်းမှာအသက်ကိုနှုတ်ယူနိုင်တဲ့အထိအစွမ်းထက်တာကြောင့်ခက်ခွန်ခွာနေလိုက်ပါရင်ဒါပေမဲ့တတိယခေါင်းရံဖြူကိုမတက်ပေဆက်ကြိုးတန်းကိုသူ့လူများထံပြစ်လွှတ်လိုက်တဲ့လက်အောင်ငယ်သားများလေကိုလူကိုပြန်တိုက်ခိုက်နေတဲ့ တာတီးကိုနားမလည်နိုင်ဖြစ်နေခြင်းဆက်ကြိုးတန်းကလေပင်များကိုရွတ်ပတ်လာပြီးတချက်ထဲဆွညစ်သလိုဖြစ်သွားကြတယ်။အာလုံးဆက်ကြိုးပြီးသိသွားကြတဲ့အခါပန်းဖြူလေတာတီးကိုစိတ်ပြတ်တဲ့အကြီးနဲ့ကြီးလိုက်ပြီးအတော်လေးရွန်စရာကောင်းတဲ့စိတ်တက်ပင်မတက်နိုင်အောင်ငါကအလောင်းတွေရှိမှတိုက်ခတ်ရတာအဆင်ပြေတယ်ဆိုတော့တန်မိုးမရှိတဲ့အသက်တွေကိုစတဲ့ရမှာပဲ။ပန်းဖြူလေ တာတီးရဲ့လုံရက်နဲ့ပတ်သက်လို့ဘာမှဆက်မပြောတော့ဘင်းတိုက်ခိုက်ဖို့သာပြင်လိုက်တော့တယ်ပတိလုံခန့်ရှိတဲ့အလေးဆက်လုံကလေးတခုလက်ဝါးပြင်မှာပေါ်လာပြီးအဲဒီအလုံကလေးနဲ့တာတီးမျက်နှာတက်တဲ့ကိုတောင်းလိုက်ပါတယ်တာတီးလည်းအလေးဆက်ကလေးကိုတင်းရှောင်ရင်အနောက်ကိုခုံထွက်သွားပြီးသူ့ရဲ့ဖုတ်သွင်းအတက်ကိုစတင်အသက်သွင်းလိုက်ပါတယ်အလောင်းကောင်များကြားမှနေပြီးစက်ကြိုးတစ်ချောင်းစီကို အလောင်းများနဲ့ဆက်သွယ်လိုက်တယ်အဲဒီနောက်အလောင်းများကိုဆွဲထုတ်လိုက်ပြီး သူရဲ့စေခိုင်းချက်အတိုင်းလှုပ်ဖို့သာအမိတ်ပေးလိုက်ပြီး နောက်မှထိုင်နေပါတယ်အလောင်းကောင်များနဲ့ပန်းဖြူတို့တိုက်ခိုက်ကြတော့မှကိုအေးအေးဆေးဆေးထိုင်ကြည့်နေတာမို့ပညာသည်မိန်းကလေးနှစ်ဦးလည်းပန်းဖြူကိုဝင်ရောက်တိုက်ခိုက်လာပါတယ်ပန်းဖြူကိုအလောင်းကောင်များကတိုက်ခိုက်လာတဲ့အခါမှာပညာသည်မိန်းမနှစ်ဦးတို့ပျောက်သွားပါတယ်ထူးမောင်ရှိရာကိုတွားကြမှန်သိတော့လေပန်းဖြူကအလွယ်တကူမသေးနိုင်နဲ့အလောင်းကောင်များကြောင့်အလုံးများနေတဲ့ ပန်းဖြူရဲ့လက်နှစ်ဖက်ကနေအလင်းဆက်ကလေးများထွက်လာပြီးဖုံးဝင်နေတဲ့အလောင်းကောင်များကိုပြစ်ခတ်တိုက်ခိုက်တဲ့အခါတချို့အလောင်းများကအသားတစ်များပဲကြကအယိုးပေါ်တဲ့အထိမီးဆွဲလောင်နေတယ်။ဒါပေမဲ့တေပြီးသူများကတန်လို့မရတာကြောင့်ခက်ခက်ခဲခဲတိုက်ခိုက်နေရတယ်။အလောင်းကောင်များနဲ့တိုက်ခိုက်နေရင်ထိုင်ကြီးနေတဲ့တာတီးကိုအဝေးကအလင်းဆက်တစ်ခုနဲ့ပြစ်ခတ်လိုက်တာကြောင့်ဖုံးရစာတာတီးကအမြန်ရှောင်လိုက်တယ်။ဒါပေမဲ့တာတီးရဲ့မျက်နှာကို အဆက်ကလေးထိမိသွားပြီးအငွေထောင်းထောင်းထွက်သွားတဲ့အခါဖုတ်ကောင်များလည်းအော်ဟစ်လူးလိမ့်ကုန်ပါတယ်။အဲ့ဒီအခါဖုတ်ကောင်များကထိမ့်ချုပ်ထားသူနဲ့တသားသေးဖြစ်နေတာကို သတိထားမိသွားပြီးဖုတ်ကောင်များရဲ့တိုက်ခိုက်မှုကိုကာကွယ်ရင်းတာတီးကိုရအောင်တိုက်ခိုက်နေပါတယ်။တိုက်ခိုက်နေရင်မှအကြံတစ်ခုရတာကြောင့်စံတပ်ဖို့ဆုံးဖြတ်လိုက်ပြီးဖုတ်ကောင်များကိုငြိမ်ကြည့်နေလိုက်တယ်။အနီးကိုဒေါသတကြီးလာနေတဲ့အလောင်းကောင်များမှလည်းကြောက်မက်ဖွယ်ကောင်းလာတယ်။ ဒါပေမဲ့ပန်းဖြူကအကြောင်းအလန့်မရှိပါပဲအလင်းရောင်တချို့ကို ဖုံးကောင်များရဲ့မျက်လုံးတက်တက်စီကိုပြစ်လို့တိုက်ခိုက်ခဲ့ပါတယ်ပြီးတဲ့အခါမိမိခြေရာမြေကို အစီအရင်တချို့ပြုတ်လုပြီးစုပ်ကင်ထားလိုက်တယ်ဖုံးကောင်များရဲ့မျက်လုံးတက်တက်စီကိုပြစ်လို့တိုက်ခိုက်ခဲ့ပါတယ်ပြီးတဲ့အခါမိမိခြေရာမြေကို အစီအရင်တချို့ပြုတ်လုပြီးစုပ်ကင်ထားလိုက်တယ်အဲ့ဒီနောက်မှာတော့ဖုံးကောင်များအပေါ်ကခုံကျော်ပြီး တာတီးစီတက်တဲ့ဝင်တဲ့အခါတာတီးလင်းဘေးကိုတိမ်းရှောင်သွားတယ်အဲဒီအခါတာတီးရဲ့ချေရမြေအပေါ်ကို သူမရဲ့ချေရမြေမုံများဖြူးလိုက်ပြီးတက်ချက်နင်းလိုက်တယ်ဖုံရစာ တာတီးမှလန်သွားခဲ့ပြီးပန်းဖြူကိုခက်စိမ့်စိမ့်ကြည့်လိုက်တယ်အဲဒီလိုကြည့်နေစမှာပင် ဖုံးကောင်များကတာတီးကိုပန်းဖြူလိုအထင်အမြင်မှားပြီးလိုက်နံတိုက်ခိုက်တော်တယ် တာတီနဲ့အချင်းအနည်းမဟန်လှတာကြောင့်မိမိကိုရံမှုကြတော့မဲ့ဖုံးကောင်များကိုအသက်နှုတ်ဖို့အတွက်လက်ကိုဆန့်ထုတ်လာတယ်။ဒါပေမဲ့တာတီရဲ့ဖုံးသွင်းဖုံးထုတ်ပညာစွမ်းအားများတုံးမရဖြစ်နေခြင်းပန်းဖြူကိုလှမ်းကြည့်တဲ့အခါမရှိတော့ပန်းဖြူအစာသူ့ရဲ့ခြေရာပေါ်မှာစိုက်ထားခဲ့တဲ့ဒဇူးဝါးကလေးကိုသာတွေ့ရပြီးမိမိဖုံးကောင်များကိုလည်းထိန်းချုပ်မရတော့တာကြောင့်တချိုးလေးပြေတော့ပါတယ်။တဖက်မှာလည်း ထူးမောင်ကမိမိရဲ့စိတ်ကိုခွာထုတ်ပြီးမိမိကိုယ်ကိုပြန်မြင်အောင်ကြည့်နေပါရဲ့အောင်မြင်ခဲ့ပြီးတဲ့ပထမအဆင့်အတိုင်းပန်ဝင်းကျင်နဲ့မိမိကိုယ်ကိုပြန်မြင်နေရတဲ့အခါထူးမောင်လည်းမှန်တချက်ကိုအရှိမထောင်ပြီးကြီးနေရသလိုဖြစ်လာတဲ့အဲ့ဒီနောက်ဥကာလာပြောတဲ့အတိုင်းနှစ်ဖူးအလေတဲတဲကိုစူးစူးဆိုင်ဆိုင်ကြည့်နေရင်အာယုံမှာအလင်းတက်ကိုဖန်တီးလိုက်ပါရဲ့ အလင်းရောင်အဆက်လေးများကစိတ်အာရုံအတွင်ပွားများလာတဲ့အခါမျက်ခုံးနှစ်ခုကြားနှစ်ဖူးအလေတဲတဲကိုစူးစီးပြီးတော့တင်းငိမ့်အောင်လေ့ကျင့်နေပါတယ်။အဲ့ဒီနောက် စက်ကြဝလာရဲ့ဓာတ်လေးပါးစွမ်းအားများကို စူးစီးတယ်လို့ဇန်ဝင်စားသလိုပြုမှုကြည့်တဲ့အခါဦးကောင်းကလေးလံကြိုက်ခဲလာပြီးအလင်းရောင်များပျောက်ကွယ်စာပြုလာခဲ့ပါတယ်။ ခန္ဓာကိုယ်မှာလည်းအသက်ရှူမြန်လာခဲ့ပြီးနှစ်ဖူးမှချွေးဆို့နေပါရဲ့အမြင်အာရုံချုံယွင်းထားတဲ့မျက်လုံးနှလုံးမှာလည်းတဆိတ်ဆိတ်ကြိုက်ခဲနာကျင်လာတယ်။အဲဒီနောက်အာရုံအတွင်းကမိမိပုံရိပ်များပျောက်ကွယ်သွားပြီးအတိတ်ကဖြစ်ရများသာပေါ်လာခဲ့တော့တယ်။ မိဘတို့ပညာသင်လက်ချက်နဲ့အသက်ဆုံးရှုံးရပြီးကုန်းနှံကြီးရွာသားများရဲ့အညိုအတေထားခြင်းခံခဲရပုံများအနှိမ့်ဆက်ခံပွားနဲ့နေကြခဲ့ရပြီးအဖိုးဖြစ်သူရဲ့ကာကွယ်ဆောင်ရှောင်ပေးခဲ့ပုံများသူမရှိချိန်မှာနေအိမ်နဲ့အတူအဖိုးကိုပါမိလောက်တိုက်သွင်းခဲ့ကြတဲ့ရွာသားများနဲ့ဝိုင်းဝန်းရိုက်နှက်ခံရပြီးမြေကြီးထဲမှာ အရှင်လက်လက်မြေမြုပ်ခံရပုံများကိုတတိယလာပြီးတော့မျက်ရည်ပူများကြာစင်းလာပါတယ် အဲ့ဒီအပြည့်ပြည့်များအပြင်ငယ်စဉ်ကချစ်ကျွဲဝင်ဖို့သူမပန်းဖြူကသူ့အတွက်ချီချုံတယ်လေးတခုကြမှာအဖြူရောင်ပန်းပွင့်လေးများထည့်ပြီးလက်ဆောင်ပေးခဲ့ပုံများမပန်းဖြူနဲ့ကြည်နူးပျော်ရွှင်ရမယ်အချိန်မရောက်ခင်မှာပဲတည်ဆုံးပြီဆိုတဲ့သတင်းစိုးများကြားခဲ့ရတဲ့အချိန်များကိုလည်းမြင်ရောင်နေမိပါတယ်အဲ့ဒီနောက် ဥဝုန်နှင့်အကြောင်းများကိုလည်းတတိရလာပြီးဥဝုန်ကသူ့ကိုကဲတင်ပေးထားပုံများပရပိုင်ကြီးရလာချိန်မယ်တန်အစီရင်များကိုတက်ဆွကြိုးပမ်းစီရင်ပေးခဲ့ပုံများနောက်ဆုံးမိမိနဲ့ပတ်သက်ပြီးရင်းနှီးသူမှန်သမျှအသက်သေးဆုံးရတဲ့ဖြစ်ရပ်များကိုပါတွေ့ရင်စိတ်များမတည်ငြိမ်ဖြစ်နေပြီးကျင်းစင်မှလည်းမအောင်မြင်နိုင်ပဲနဲ့အမောင်အတိကြာတော့ရပြန်ပါတယ် တဖက်မှာလည်းဥတန်ခဲတယောက်မြေဆိုင်မှာတူကြီးတလှန့်ထမ်းပြီးကြောပေးပြီးစောင့်နေပါတယ်။အဲဒီအချိန်နောက်ကလိုက်လာတဲ့လှေများကမြေဆိုင်မှာလှေဦးဆိုင်လာကြပြီးလှေစုစုပေါင်းဆယ်စီးခန့်ရှိပါတယ်။လှေပေါ်ကပြင်ဆောက်ယူပါဂိုင်းသားများခုံစင်းလာခဲ့ကြပြီးအရှိကိုလူငါးယောက်ထွက်ပြီးမတ်တဲရလိုက်တယ်။ အဲ့ဒီနောက်အဲ့ဒီလူ၅ယောက်ဟာလက်ဝါးများကိုချိန်ရွေးပြီးဦးတန်ခဲရှိရာကို အဝေးကဗျိုင်းတူတွန်းလိုက်တဲ့အခါစွမ်းအားအပြင်းလိုင်းတစ်ခုကတန်လျက်ကဲ့သို့တရရိပ်ပြေးပြီးတော့လေကိုခွင်းကဝင်းရောက်လာခဲ့တယ်။ဦးတန်ခဲကလှဲမကြည့်ပဲနောက်ခိုင်းရင်တန်တူကြီးကိုလက်တစ်ဖက်စီအပြောင်းအလဲလောက်ကလက်ပြန်နှစ်ချက်ခက်မြန်မြန်ရိုက်ထုတ်လိုက်ပါတယ်။လူစုံတက်စုံရောက်လာကြပါလား။ဒါပေါ့ဦးတန်ခဲရ ပြင်စယူပါဂိုင်းခွဲ၅ခုရဲ့ဆဲဦးမှု၅ဦးဆိုတော့လေလေးဆဲစီနဲ့လူလဲဆောင်တက်လဲဆောင်တာပေါ့မင်းတို့ဖြက်ကူးတာတဲ့အေယာဝရီမြေကြီးထဲမင်းတို့အသက်တွေရေဆုံမျောတဲ့အခါတက်မဆုံရွက်မဆုံဖြစ်ကုန်ကြတော့မှာပဲတိတ်လဲအပြောမကြီးနဲ့လေကျုပ်တို့ဟာဆဲစုမှုတွေဆိုပေမဲ့ငကားကလုံးခုံမှန်ရက်ခဂန်တပ်ပငါးဖွဲအစုံနဲ့အဖွဲသားအင်အား90ဆိုတော့တချိန်ကရာစုမှုကြီးဥတန်ခဲရှင်းနိုင်မလား ငါ့ကိုနိုင်မို့မင်းတို့ကိုင်းကရာစုမှု20လောက်ဆိုရင်တော့စဉ်းစားပေးမယ်လေတိတ်ကိုလေကြီးလေကျယ်ပြောတဲ့အဖိုးကြီးပဲကောင်းပြီလေကျုပ်တို့အနေနဲ့ခမားရဲ့အပြောကို ကြည့်ရသေးတာပေါ့ကျုပ်တို့နဲ့မရှင်ခင်မှာကျုပ်တို့အဖွဲသား90ကို9ရောက်တစ်ဖွဲ့စီမိတ်ဆက်ပေးမယ်ဘလို့လဲနဲတယ်ကွာတိတ်နဲတယ်အကုန်လှုပ်လိုက်ကြောပေးပြီးမထီးမဲမြေပြုတ်နေတဲ့ ။ဦးတန်ခဲကိုတိုက်ခိုက်ဖို့အတွက်နဂါးအဖွဲ့ဆယ်စုမှုက သူ့ရဲ့တပည့်အဖွဲ့သား၁၀ယောက်ကိုလွှတ်လိုက်တဲ့နဂါးအဖွဲ့သား၁၀ယောက်တို့မှလည်းဦးတန်ခဲကိုတိုက်ခိုက်ဖို့အစိမ့်လက်နက်ကိုစီပြင်ပြီးနောက်ကျောမှဝင်ရောက်လာကြတဲ့ဦးတန်ခဲမှခြေတံများကိုနားဆွေနေရင်နီးကပ်လာတဲ့အခါရှေးဆုံးကဝင်းလာသူနှစ်ဦးကိုတန်တူကြီးနဲ့လှမ်းပြစ်လိုက်တဲ့အဲ့ဒီနောက် မြေကိုခြေတစ်ချက်စောင်းခုံပြီးလေပေါ်မှတဆင့်ရန်သူ၃ဦးကိုခေါင်းများပြုတ်သွားအောင်ကန်ထုံးလိုက်ပြီးတူကြီးကိုကောက်ယူလိုက်တဲ့ပြီးတဲ့အခါတူကိုထောက်ပြီးကြမ်းရှိနေသူ၅ဦးရဲ့မျက်နှာများကို ခြေနဲ့နောက်ပြန်ရင် တူကြီးနဲ့ဆင်းရလိုက်တဲ့အခါ၅ဦးသာမှောင်လေသွားပြီးနေရာကနေပြန်မထနိုင်ကြတော့မင်းတို့မင်းနေပြီထင်နေတန်ခဲဆိုတဲ့ငါကဂလုံးအဖွဲမှာ ရာစုမှုဖြစ်ခဲ့ဘူးတဲ့နော်ငကားပေါ့ဆလေးတွေက နိုင်မယ်တဲ့လား နဂါအဖွဲနဲ့မရဘူးဆိုတော့လေဂုံမန်အဖွဲပေါ်ဥတန်ခဲ့ရဲ့ဟဲ့ရောင်နေတက်ကြကွာဂလုံးအဖွဲဆဲစုမူးကလေသူ့လူဆဲရောက်ကိုလှုပ်လိုက်ပြန်ပါတယ်အဖွဲသားအစစ်ဆိုပေမဲ့လေပေါ်ကိုကောင်းကောင်းခုံနိုင်ကြပြီးဥတန်ခဲရဲ့တိုက်ကွက်နဲ့စင်နဲ့တိုက်ခိုက်မှုမျိုးပြုလုပ်လာကြတယ်ဥတန်ခဲကိုဆဲဦးလုံးဝိုင်းပြီးတိုက်ခိုက်ကြတဲ့အခါဥတန်ခဲကအပေါ်ကိုတစ်ချက်ခုံလိုက်တယ်အဲဒီနောက် အနီးကပ်တိုက်ခိုက်မှုများကိုပြုလုပ်ရင်းတူကြီးကိုပြစ်ချထားလိုက်ပြီးလက်ပလာနဲ့ဝင်ရောက်တိုက်ခိုက်တော့တယ်။ဂလုံးအဖွဲကရန်သူငယ်သား၁၀ဦးမှလေပေါ်တစ်ချက်မြောက်ပြီးအောက်ကိုပြန်ကြတိုင်းသွေးပွဲပွဲအံပြီးတော့တင်းဆုံးသွားခဲ့ရတယ်။အဲ့ဒီအဖြစ်ကိုမြင်တဲ့ဂလုံးအဖွဲဆဲစုမှုမျက်နာပြတ်သွားတယ်။ဂုံမန်ရက်ခခံတက်ပဝိုင်းတိုက်ကြကွာ။ကြံတဲ့သုံးဖွဲကဆဲစုမှုများလေလူဆယ်ဦးနဲ့မနိုင်နဲ့ ဦးတန်ခဲရဲ့အစွမ်းကိုတီးသွားပြီးလူ30ကိုတိုက်ခိုက်ဖို့အမိန့်ပေးလိုက်တယ်။ဂုံမန်ရခကန်တပ်ပအမည်ရတဲ့အဖွဲ့၃ခုမှလက်အောက်ငယ်သားလူ30လေးဦးတန်ခဲကိုဝိုင်းထားလိုက်ကြတယ်။ဦးတန်ခဲမှာပိတ်တာ20လေးနဲ့တူကြီးကိုဘဲဘဲလက်ကနေညာဘက်လက်ကိုပြောင်းကင်လိုက်ပြီးဘေးဝဲရကိုအကဲခတ်လိုက်တယ်။ပြီးတော့တခဏအတွင်းမှာဂုံမန်အဖွဲ့က10ဦးကအပေါ်ကိုခုံပြီး ဦးတန်ခဲကိုပြစ်မှတ်ထားပြီးဖနှောင်းနဲ့ပေါင်ချလိုက်တော့ဦးတန်ခဲကဘယ်လက်ဖြံနဲ့ပြငါထားလိုက်တယ်။အဲ့ဒီနောက်ရခအဖွဲ့သားများကဦးတန်ခဲရဲ့ခန္ဓာကိုယ်ပက်လေကိုလက်သီးတစ်လုံးစီပြိုင်တူထိုးသွင်းလိုက်ကြပြီးဂန်တပ်ပါတို့ကဦးတန်ခဲလဲကျသွားအောင်ခြေထောက်များကိုဦးတီတိုက်ခိုက်ရိုက်လဲကြပါရယ်။ဒါပေမဲ့ဦးတန်ခဲကအလုံးကိုတောင်းထားလိုက်ပြီးလက်ထဲကတန်တူကြီးကိုမြေပြင်မှစောင့်ချလိုက်တယ်။အဲ့ဒီနောက်ခန္ဓာကိုယ်ကနေ စွမ်းအားလိုင်းတစ်ခု တိုးကန်ထွက်လာပြီးတိုက်ခိုက်လာတဲ့ရန်သူများကိုမြေပြင်ပေါ်လဲကျသွားစေပါတယ်ရန်သူများပြန်ထလာတဲ့အခါမှာတန်တူကြီးနဲ့ဝှင်းရမ်းလိုက်ပြီး15ရောက်ခန့်ကိုခေါင်းများမောမောကြည်အောင်တိုက်ခိုက်ခဲ့ပါတယ်တိုက်ခိုက်နေတဲ့ကြားမှာဂန်တပ်ပအဖွဲ့မှ ရုတ်တရက်ထိမ့်မတ်မထားတဲ့တိုက်ခိုက်မှုများပြုလုပ်လာပါတယ်ရန်သူဂန်တပ်ပအဖွဲ့များက လက်ထဲမှာကိုစီစုပ်ကင်ထားတဲ့အဖြူရောင်အမုတ်များနဲ့ ပန်ဝင်းကျင်တစ်ခုလုံးကိုကျဲပက်လိုက်တဲ့အခါမှာတော့ပန်းနံကဲသို့မှုေးကျင်သွားပြီးဥတန်ခဲလေးခေါင်းထဲမှမူးဝေသွားတဲ့ပန်ဝင်းကျင်တစ်ခုလုံးလေးအဖြူရောင်မြူးများနဲ့သာဝင်းရံနေပြီးရန်သူကိုမမြင်ရတော့မြူးများကင်းစင်သွားချိန်မှာရန်သူများလည်းဥတန်ခဲကိုရှာမတွေ့နိုင်ဖြစ်သွားတဲ့အဲ့ဒီအချိန်ရန်သူများကအလေမှစူးလိုက်ကြပြီးဥတန်ခဲကို အရက်လေးမျက်နာမှဟိုသည်ရှာဖွေကြပါတယ်ခနာအကြဥတန်ခဲလေး ကောင်းကင်ကတိတ်တဆိတ်ခုံစင်းလာခဲ့ပြီးသူ့ရဲ့တန်တူကြီးနဲ့လူအုပ်ကြားတွေကိုထုချလိုက်ရင်မြေပြင်ကိုလက်တချက်ပုတ်လိုက်တယ်။အဲဒီနောက်နဂါကလုံကုံမန်ရခောက်ဂန်တပအဖွဲ့ငါးခုမှဆဲစုမှုများတာကြံပြီးအာလုံတိတ်ဆုံးကုန်ကြတော့တယ်။ဥတန်ခဲလေအစိမ့်မိတယ်လို့ဖြစ်ပြီးတော့အမြေအာယုံများဝေဝါးလာခဲ့ရင်ကြံငါးဦးကိုရင်ဆိုင်ခဲ့ပါတယ်။တဖက်တင်းကျိုင်းဇေယျမှာလေထူးမောင်က ထိန်းချုပ်ရခန့်နေတဲ့စိတ်အာရုံများကိုစူးစမ်းစူးစိလိုက်တဲ့အဲဒီနောက်ပထမအဆင့်ဒုတိယအဆင့်တို့အတိုင်းမိမိကိုယ်ကိုစိတ်နဲ့ပြန်ကြည့်ပြီးနှစ်ဖူးအလေတက်တဲ့မျက်ခုံးနှစ်ခုချောင်းကို စိုက်ကြည့်နေပါရယ်အဲဒီနောက်အလင်းရောင်များကို မြင်ရောက်ပြီးဓာတ်ဆွဲအင်များကိုနှစ်ဖူးအတွင်ဆုံယူနေတယ်လို့ခန်းစားလာရတယ်အဲဒီအချိန် ိတ်ဆိတ်နေတဲ့တင်ញိုင်းအတွင်ကိုလူရင်းနှစ်ခုဝင်လာခဲ့ပါတယ်။အဲ့ဒီလူရင်းနှစ်ခုမှာထူးမောင်ရှိရာကိုတပြေးပြေးချင်းကပ်လာနေပါတယ်။ထူးမောင်အနီးကိုမင်းရောက်ပြီးဇရက်ပေါ်မှာအိတ်နေတဲ့ဦးကာလာအနီးကိုအရေးများကြလာတယ်။ထိုးသူနှစ်ဦးမှာတော့ပန်းဖြူနဲ့ဖုတ်ကောင်များတိုက်ခိုက်နေစဉ်ရှောင်ထွက်လာခဲ့တဲ့မေရော်လေးပါးကိုင်းမှ အမျိုးသမီးနှစ်ဦးဖြစ်ပါတယ်။ အဲဒီအမျိုးသမီးနှစ်ဦးဟာထူးမောင်ကိုလှုပ်ကြံပြီးပရပိုင်ကြီးကိုယူရောက်มาဖြစ်တာကြောင့်ဥက္ကလာကိုလည်းစိတ်မချတာမို့တတ်ဖို့ပြန်လိုက်ပါတယ်။အမျိုးသမီးတဦးရဲ့အင်ကြီးလက်အတွင်းကနေအစိတ်ပြင်းနဲ့ငမ်းမွေကြီးတကောင်ရှော့ထွက်လာတယ်။အဲဒီမွေကြီးမှာတုံးကလိန်ကသွားရင်ဥက္ကလာအိတ်နေတဲ့နေရာကို ရောက်လာခဲ့တယ်။ပြီးတဲ့အခါဥက္ကလာရဲ့မျက်နှာတဲတဲကိုပပြင်းမိုးပြီးပေါက်ချလိုက်တော့တယ်။မွေကြီးပေါက်ချလိုက်တော့လေ ဥကာလာရဲ့မျက်နှာကို မွေးဆွဲမတိခင်မှာ ခံဝေးဝေးကကိုဌာနာတန်သေးတာပြန်ဝဲလာပြီးမွေကြီးကိုနှစ်ပိုင်းဖြတ်ကဇေယျကျန်းပြစ်မှာစိုက်ဝင်သွားပါတယ်။ဓာတ်နဲ့အပိုင်းခံလန်းရတဲ့မွေမှာချက်ချင်းအခိုးငွေများထွက်ပြီးမီးလောင်သွားပါတယ်။ဇေယျကျန်းပြစ်ကိုဓာတ်ပြေးစိုက်တဲ့အတန်ကြောင့်ဥကာလာနိုးလာခဲ့ပြီးမန်တန်ပရပိုက်ကြီးကိုပြေးကန်ထားလိုက်တယ်။ချက်ချင်းပင်လက်တစ်ဖက်ကတန်သေးဓာတ်ရိုးကိုရိုက်ထုံလိုက်တဲ့အခါ ဒါလည်းလုံးကျန်သူမိမတဦးထံပြေးဝင်သွားခဲ့ပါရဲ့အဲ့ဒီမိမလည်းဓာတ်ကိုရှောင်းလိုက်ပြီးလွတ်သွားတဲ့အခါတဟာဟာရီမောလှောင်ပြောင်နေခဲ့ပါရဲ့အဲ့ဒီလိုလှောင်ပြောင်နေစဉ်အတွင်းမှာပင်တန်သေးဓာတ်ရဲ့ဓာတ်ဦးချုံမှာသူမရဲ့ပါဇက်ထဲမှာထိုးထွက်လာတာကို မြင်လိုက်ရပါရဲ့ရန်သူမိမနှစ်ဦးမှတဦးကဇက်သိမ်းသွားတာကြောင့်တခြားတယောက်ကခုန်ထွက်လိုက်ပြီးဥက္ကလာအနီကိုရောက်လာတယ် တင်းဆုံသွားတဲ့ပညာသည်မိမရဲ့ပါဇက်ထဲကဓာတ်ကိုဆွဲနှုတ်ခံလိုက်ရတဲ့အခါမြေပြင်မှာအယုတ်ကျိုးပြက်လေးကျသွားခဲ့ပြီးသူ့နောက်မှလည်းထူးမောင်ကိုတွေးလိုက်ရတဲ့ထူးမောင်မှာသွေးများကိုဆုပ်ယူနေတဲ့တန်သေးဓာကြီးကိုကင်ပြီးရက်နေခဲ့ပါရဲ့ကြံရှိနေတဲ့ပညာသည်မိမတို့လည်းထူးမောင်ကိုအနိုင်တိုက်ခိုက်ဖို့မလွယ်တာကြောင့်ဓမြောက်တချောင်းကိုထုတ်ယူပြီးဥက္ကလာရဲ့လေပင်ကိုထောက်ထားခဲ့ပါရဲ့ပြီးတဲ့အခါ ထူးမောင်ကိုချိန်ချောက်ပြီးဥကလာလက်ထဲကမန်တယ်ပရပါကြီးကိုပေးဖို့တောင်းလိုက်တယ်။ဥကလာမှလည်းအသက်တမျှအရေးကြီးတာမို့မပေးဘဲကောင်းမှနေခဲ့ပါရဲ့။ကောင်းလေထူးမောင်ငါ့ကိုမှငဲ့နဲ့မင်းလုံးဆရာရှိတာကိုသာဆက်လုပ်ပါငါ့ကမသိဘူး။ရှေတလန်းတိုးတာနဲ့မင်းလူရဲ့အသက်ကိုနှုတ်ပြီးသားပဲထူးမောင်ငါတို့လိုချင်တာပရပိုက်ပဲဒီတော့အသားတကြီးပေးလိုက်ပါမဟုတ်ရင်မင်းစကားမဆုံးခင်မှာပင် ချင်းချောက်နေတဲ့ပညာသည်မိမရဲ့လေပင်ကဝချုံတစ်ချောင်းဖောက်ဝင်လာတဲ့ဥကာလာလေပခုံးပေါ်သွေးဆက်များကျလာတာမို့တွန်းထုံရှောင်ဖယ်လိုက်တယ်။အဲဒီနောက်တင်းဆုံးသွားတဲ့ပညာသည်မိမနောက်ကနေပန်းဖြူရောက်လာခဲ့တယ်။ထူးမောင်ကမျက်လုံးကိုဇုံမိတ်ထားပြီးလာရောက်တိုက်ခိုက်တာကြောင့်ကျင်းစင်အောင်မီလိုဝမ်းသာသွားကထူးမောင်မင်းနောက်ဆုံးအဆင့်ကိုဟုတ်တယ်ဥကာလာဒါပေမဲ့ကျုပ်မမြင်ချင်တဲ့သူတွေဆိုရင်တော့မမြင်ဘူး။ မပန်းဖြူလဲသူ့ကိုရည်ရွယ်ပြီးပြောတာကိုသဘောပေါက်တာကြောင့်တက်ပြင်းချလိုက်ပါတယ်မိမိထက်အတတ်ငယ်တဲ့ထူးမောင်ကို ခွင်းလို့နားလေပြီးမြဖြစ်လို့စိတ်မဆိုးပဲမကြည့်ပြုံးလေးနဲ့အနီးကိုကတ်လာတဲ့ထူးမောင်မှပန်းဖြူလာနေတာကို သိတာကြောင့်တန်သေးသားကိုဒဲအိမ်ထဲကိုထိုးသွင်းရင်ဇရက်ပေါ်တက်သွားခဲ့ပါတယ်ပန်းဖြူကလည်းဇရက်အထိရောက်အောင်လိုက်သွားခဲ့တာကြောင့်ဥက္ကလာကပြုံးနေပါတယ် ဒါပေမဲ့အိဆရာနေရာမရှိတာကို အကြောင်းပြရှောင်ထွက်ပြီးတင်းကြိုင်းထဲမှာရှိတဲ့ဂူတလုံးပေါ်မှာတွားအိတ်နေခဲ့ပါတယ်။ကိုထူးမောင်ထူးမောင်ကဒါယိုကိုဇက်ကနေကင်လိုက်ပြီးဘသူလဲလို့ပြန်မင်းနေတာကြောင့်ပန်းဖြူလေးဒုတိယအကြိမ်တက်ပြင်းချရင် ရှင်ပြောတော့မမြင်ရပေမဲ့အတန်ကိုမှတ်မိပါတယ်ဆို အခုမေးသွားပြီလားတေတော်သူကြာရင်မေးတဲ့ကြုံချစ်တဲ့မပန်းဖြူကတေသွားပြီ ခမည်းကိုထွက်သွားဖို့ပြောထားတာဘာကြောင့်ပြန်လာတာလဲမက်ပန်းဖြူကလက်သုံးလုံးခန့်အရွယ်အနဲ့ရောက်ချီချိုးအပြားလေးကိုထူးမောင်ရဲ့အမြင့်အယုံမရှိတော့တဲ့မျက်လုံးများကိုစီးတောင်ပြီးဖုံးအုပ်ပေးလိုက်တယ်ဒါပေမဲ့ထူးမောင်ဟာကျင်းစင်ကရတဲ့စွမ်းအားတို့ကြောင့်ပန်းဖြူရဲ့လက်ကိုမြင်နေရပြီးသူကိုယ်တိုင်လက်ဆောင်ပေးထားတဲ့ရွှေလက်စုပ်ကလေးဝတ်ထားတာကိုလည်းတွေ့နိုင်ရပါတယ်ထွက်သွားလို့မဖြစ်ဘူးလေကိုရင်ထူးမောင်ရေရိုးရိုးခေါ်ပါ ဟုတ်ပါပြီကိုထူးမောင်ရေအခုဆိုရင်အရက်လေးမျက်နှာမှာရန်သူတွေကပေါ်တဲ့အပြင်အစိုးရရဲ့ရာဇဝတ်ဘေးလည်းရှိနေတော့တိတ်ကိုအန်တီရဲ့ကြီးရဲ့လီရှင်ရဲ့ကျမရဲ့ဥတန်ခဲရဲ့သုံးဦးစလုံးကိုစူးတော်ငွေထုတ်ပြီးတော့ဖမ်းဆီးမယ်ကြတယ်ကျောင်းဓာရီကယူမဆိုင်ပါဘူးနောက်ပြီးတော့ကျောင်းရဲ့မျက်လုံးဓာကြီးမစည်းကြုံဖဲ့ထားဘာဖြစ်လို့လဲရှင်မင်းပေးတာဖြစ်နေလို့ကျမပေးတာတာအကုန်ဖဲမဲဆိုရင် ရှင်းရတကူလုံးလူမြင်လို့တော့ကောင်းမှာမဟုတ်ဘူး ခေါင်းရက်ဖြူဒါမရှိရအောင်နော်ကြုတ်ကိုမနှောက်နဲ့မပန်းဖြူကစိန်ဆိုးနေတဲ့ထူးမောင်ကိုကြီးစဲနောက်ပြောင်လိုက်တော့လေမြေအောက်အဖွဲဝင်နေမဲ့တက်ပြီးအခေါ်ခံလိုက်ရတာကြောင့်စိတ်မကောင်းဖြစ်သွားတယ်မပန်းဖြူမှာတေးပြီးလို့သူ့ကိုလိန်ညာပြီးလက်ဝဲခိုင်းကို ဝင်ခဲ့တယ်လို့အထင်လွဲနေတဲ့ထူးမောင်ကလည်းနည်းနည်းမှမလျှော့ခဲ့ပါ အခုဇကားလက်ခံပြောနေတာကလည်းလက်ဝဲကိုင်းနဲ့မြေအောင်အဖွဲဝင်ရာထူးနှစ်ခုကိုစွန့်လွတ်လာခဲ့တာကြောင့်သာဖြစ်ပြီးမပန်းဖြူမဟုတ်တဲ့တခြားပညာသည်ဆိုရင် အသက်ရှင်ရထားမှာမဟုတ်ကိုထူးမောင်ပညာသည်တွေကိုဘာကြောင့်မုန်းလဲဆိုတာကျမသိပါတယ်ဒီလိုလက်ဝဲကိုင်းဝင် ဖြစ်ခဲ့တယ်ဆိုတာလေအကြောင်းရင်းရှိပါတယ်သိပြီဆိုပြီးတော့ ကိုထူးမောင်နဲ့အဆက်အသွယ်ဖြတ်ခဲ့တယ်ဆိုတာနဲ့ကိုထူးမောင်စိတ်ကိုသိလို့မန်တန်အစီရင်တွေမပြီးခင်လက်ဝဲကိုင်းနဲ့ထိတ်တိုက်တွေးမှစိုးရိမ်လို့ပါကျမနဲ့လက်ဝဲကိုင်းဘလို့ပတ်သက်နေတယ်ဆိုတာကိုထူးမောင်သိချင်ပြောပြပါမယ်မသိချင်ဘူးမိစခိုင်းတွေအကြောင်းလုံးဝမကြားချင်ဘူးအခုဒါထက်အရေးကြီးတာရှိရယ်ဘာများလဲကိုထူးမောင်မြင်းစိတ်မှဥတန်ခဲနဲ့ပြင်ဆောက်ယူပါခိုင်းသားတွေတိုက်ခိုက်နေကြတယ်အခုချက်ချင်းသွားရမယ် ဥကလာချောင်းမီနားထောင်မနေနဲ့လိုက်ပါလားမျက်လုံးမကောင်းပေလို့ပဲဟင်မြင်းစိတ်ကိုလည်းမြင်ရတယ်ချောင်းမီနားထောင်တာလည်းသိတယ်ဆိုတော့နဲနဲတောင်လန့်သွားပြီမင်းတို့ဆောင်တွေတွားကြပါကွာငါကကန့်လန့်ကြည့်မလိုက်တော့ဒါဖြစ်ရင်ပရပိုက်ကိုစောင့်ရှောက်ထားဗျာထူးမောင်ကဥကလာကိုစိတ်ထဲကမျက်ဆောင်ထိုးပြီးတန်သေးသားကြီးကိုခါမချိတ်ပြီးတော့မြင်းကြီးမိုးမောင်ရဲ့ကြောပေါ်တက်လိုက်တယ်ပန်းဖြူနဲ့ဇရက်ပေါ်မှာထိုင်ရင်းမှထူးမောင်ကိုလိုက်ကြည့်နေရင် ထူးမောင်မှဒုံဆိုင်ထွက်ခွာဖို့ပြင်လိုက်တော့လေထူးမောင်ကဒုံဆိုင်ထွက်ခွာဖို့ပြင်လိုက်တော့လေမိုးမောင်ကဇက်ကိုခါရမ်းပြီးတော့ခွာခုန်နေတယ်မိုးမောင်ဟာလူတူဦးလိုအချိန်လေးကိုရိမ့်မိဟန်တူပါတယ်ဘလို့မှမောင်းမရမလိုက်ဘူးလားလိုက်မှာလားထူးမောင်ရဲ့ခက်ဆန်းဆန်းမေးခွန်းကိုကြားတဲ့အခါပန်းဖြူလေးပြုံးလိုက်ပြီးမြင်းကြီးမိုးမောင်အပေါ်တက်လိုက်ပါတယ်ခမားကျောက်ကိုမကိုက်နဲ့အဲ့ဒီစကားကြားတဲ့အခါမှမြင်းကြီးမိုးမောင်မှာ မြေဆိတ်ကိုထုံးဆိုင်ပြီးကစုံပေါက်ပြေးတာကြောင့်ပန်းဖြူလေးထူးပေါင်ခါကိုမတိမတာဖက်ရင် လိုက်လာခဲ့တော့တယ်မြေဆိတ်ကိုရောက်တာနဲ့ညအမောင်မှာအလင်းရောင်ဆက်ရှင်များတဝင်းဝင်းနဲ့ခက်လန်းလန်းမှတိုက်ပွဲကိုလှမ်းလို့မြင်နေရပါတယ်ငါးယောက်တယောက်တိုက်ပွဲဖြစ်ပြီးရန်သူဖက်မှနဂါးကလုံးကုံမှန်ရက်ခ ဂန်တဘဆိုတဲ့အဖွဲ၅ခုရဲ့ဆယ်စုမှုနဲ့ဥတန်ခဲတို့ဖြစ်ပါတယ်။ပိတာ၂၄တဲ့တန်တူကြီးများနဲ့ရန်သူ၅ဦးတိုက်ခိုက်လာတဲ့ပုံစံအမျိုးမျိုးကို ကာကွယ်နေရတဲ့ဥတန်ခဲကိုမြင်ရတာကဥဝုံတို့ဥတော်မတို့လို အစင်းမြေတိုက်ခိုက်ရေးတမားကြီးများကိုတတိယစေပါရီရန်သူ၅ဦးလည်းဥတန်ခဲကိုတိုက်ခိုက်နေရင်အဝေးမှရုတ်တရက်လာတဲ့အလင်းတန်းလေးများကြောင့်ရှောင်းလွှဲကြရင် နောက်ဆုတ်သွားကြတယ် အဲ့ဒီအချိန်ဥတန်ခေရဲ့တူကြီးကမြောက်တက်လာတော့မှမြေဖက်ကိုပြေးကြရမြေရီတို့အစည်းမြန်လာပြီးလှေအလုံးကို မျောပါသွားစီခဲ့တာကြောင့်ရန်သူတို့ပြေးလန်းပိတ်သွားကြတယ် မြေကျောင်းတစ်လျှောက်ပြေးဖို့အတွက်တယောက်တစ်ပေါက်လမ်းစာရှာတော့လေမြေပြင်အတွင်းကိုခြေထောက်များနေဝင်ပြီးလှုပ်ရှားရခတ်သွားကြတယ်။အဲဒီအခါရန်သူ၅ဦးတို့မှလေမိမိတို့မှရှိရင်စွမ်းအားများကိုပေါင်းဆန်းလိုက်ကြပြီးနောက်ဆုံးတိုက်ကွက်ကိုထုတ်သုံးကြပေမယ့်စံကြိုတန်းများဟာထူးဆန်းတဲ့လေပြင်းတိုက်ခိုက်မှုကြောင့်အခိုးအငွေ့တစ်ဖွဲလွင့်ပြေသွားရတယ်။နောက်ဆုံးမှာတော့ ခန္ဓာကိုယ်တစ်ခုလုံးကိုမီးဆွဲလောင်းသွားကြတာမို့ကြောင်အားလန့်အားအော်ဟစ်ရုံးကန်ကြပါရဲ့မြေစိမ့်တစ်ခုလုံးကြောင်မက်ဖွယ်အော်တန်းကြီးများလွှမ်းသွားပြီးမကြမီအချိန်အတွင်းမှာရန်သူ၅ဦးရဲ့ဦးခေါင်းများကထူးပေါင်းရဲ့တန်သေးတောင်တစ်ချက်နဲ့အပိုင်မှန်ပြန်ဆက်သိမ်းသွားရတော့တယ်အဲ့ဒီနောက်ထူးမောင်မပန်းဖြူနဲ့ဦးတန်ခဲတို့၃ဦးမြင်းကြီးမိုးမောင်ကိုတဦးစီဆွဲပြီးဦးကာလာရှိရာတင်းညိုင်းမြေကိုပြန်ရောက်လာခဲ့ကြတယ် မနဲ့အာယုံတက်ချိန်ရောက်ပြီဖြစ်တာကြောင့်ပန်ဝင်းကျင်ကိုကောင်းစွာမြင်ရတော့လေကြံရစ်ခဲ့သူဥက္ကလာကမန်တယ်ပရပကြီးနဲ့အတူပျောက်ချင်းမလားပျောက်သွားခဲ့ရတော့တယ်ပရိသများရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလံလေးကတော့စာရေးဆရာမင်းဟိတ်ခန့်ဥဒ္ဓတိပါရေးသားထားတဲ့မန်တန်ထူးမောင်နဲ့နောက်မှလိုင်းလာကြသူများဆိုရင်ဇလံလေးရဲ့အစအဆုံးကို တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။ နောက်တစ်ခေါက်မှာပရိသတ်တွေအားလုံးအတွက်ဘလို့ဇလန်းကောင်းလေးတွေကို တင်ဆက်ပေးသွားအောင်လဲဆိုတာကိုစောင့်မျှော်အားပေးနာဆင်မှုအတွက်ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါရစေ။နာဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ပရိသတ်တွေအားလုံးနဲ့နောက်တစ်ခေါက်ဗီဒီယိုလေးမှလည်းပြန်လည်လို့ဆုံတွေ့ကြပါရစေ။